မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာတင်နိုင်တို့ရေးသားသောတိတ်ပံမောင်ဝိုင်း၏နောက်ဆုံးဒိုင်ယာရီစာမျက်နှာဆိုတဲ့အကြောင်းလေးကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ Counter Cartoon Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးသွားကြပါအောင်ရှင် သိပ္ပံမောင်ဝါရီအမည်ရင်းကဥစိန်တရင်ဖြစ်သည်မိုးလမြိုင်မှုဘုံနှက်ကျွန်းအရက်ဇာတိဖြစ်သောသိပ္ပံမောင်ဝါသည်ငယ်စဉ်ကပင်မိခင်ဆုံးမသွားသဖြင့်အဖွားနှင့်အတော်လက်တွင်ကြီးပင်းခဲ့ရသည်1920ပြည့်နှစ်တွင်ဆယ်ရန်းအောင်ပြီးကိုလိပ်သိပ္ပံကြောင့်ရန်ကုန်တက္ကသိုလ်သို့ရောက်သည် ထိုတော်တွင်ចောင်းသားတပိတ်ကြီးပေါ်ပေါက်လာခဲ့ရာတိတ်ပံမောင်က National ចောင်းတွင်ဆရာသွားလို့သည်နောက်မှကောလိပ်ပြန်တက်ပြီး1928ခုနှစ်တွင်မြမစာဝိဇာကုံနူတန်းအောင်မြင်ခဲ့သည်တိတ်ပံမောင်ကသည်ဝိဇာကုံနူတန်းအောင်မြင်ပြီးတက္ကသိုလ်၌မြမစာနှီးပြလုပ်နေစဉ် ICS အဖြစ်အရွေးခံရကအင်္ဂလန်ပြည်အောက်စဖို့တက္ကသိုလ်သို့နှစ်နှစ်တွားရောက်ပညာသင်ယူခဲ့သည် 1929ခုနှစ်တွင်တိုက်ပွဲမှာမြန်မာပြည်ပြန်ရောက်လာကနိုင်ငံဝန်ထမ်းအဖြစ်အနေနဲ့အရရတ်တို့လှည့်လည်ပြောင်းရွှေ့ခဲ့ရသည် ိတ်ပံမောင်ရသည်ဆယ်ရန်ကျောင်းသားဘဝကပဲဝစီယာတင် ကလောင်မြေဖြင့်သတင်းစာများ၌စောင်းမများရေးသားခဲ့သည်တက္ကသိုလ်ကျောင်းသားဘဝတွင်နေရကျောင်းကလူမီမောင်ရကလောင်မြေဖြင့်စောင်းမရေးရာမှကိုလေးတိတ်ပံကြောင့်ရန်ကုန်တက္ကသိုလ်အမည်ဖြင့်ပေါင်းဆက်ကတိတ်ပံမောင်ဝဟူသောကလောင်မြေကိုယူခဲ့သည်တိတ်ပံမောင်ဝသည်တူရိယနေ့စဉ်သတင်းစာတွင်1928ခုနှစ်မှ1930ပြည့်နှစ်တွင်စောင်းဝါပေါင်း200ကျော်ရေးသားခဲ့သည်အခြားကလောင်မြေဖြင့်ရေးသော စာအများပြားရှိခဲ့သည်တိတ်ပံမောင်ဝကခေ စန်းစာပေကိုပြုစုပြုထောင်ခဲ့သူတဦးဖြစ်ပါသည်။တိတ်ပံမောင်ဝဆရာစောကြီးနှင့်ဆရာမင်းသူဝန်တို့အားခေစန်းစာပေကိုအစပြုခဲ့ကြသူများအဖြစ်ခင်မင်ရင်းနှီးခဲ့ကြသည်။အင်္ဂလိပ်ခေတ်တွင်တိတ်ပံမောင်ဝကအရေးပိုင်ဖြစ်သည်။သို့သော သူကအရေးပိုင် ICS ဥစိန်တင်ဟူသောအမည်ထက်တိတ်ပံမောင်ဝဟူသောအမည်ကိုပုံမှုနှစ်သက်သည်။အလုတ်အကိုင်းဖြင့်နေရာဒေသအနှံ့တွားရောက်စဉ်စာရေးစာဖတ်မပြတ်ပြုလုပ်ခဲ့သည်။ အတောက်စားလောင်းကစားကင်းသည်အားလက်ချိန်တွင်စာရေးလျင်မရေးလျင်တရောထိုးခြင်းချစ်ခတ်ခြင်းတို့ကိုလည်းလှုပ်ဆောင်တတ်သည်တိဗ္ဗံမဝသည်1930ပြည့်နှစ်တွင်ဒေါခင်ခင်မြင့်နှင့်အိမ်အောင်ပြုကတာသမီ၃ယောက်ထွန်းကားခဲ့သည် တာသမီများမှာတင်မောင်မြင့်တင်မင်းမြင့်တင်ဆွေမြင့်တို့ဖြစ်ကြသည်။တိတ်ဘဝဝါကြီးစားများတဲ့ဇနီးတော်ခင်ခင်မြင့်အားခင်သန်းမြင့်တာသမီများအားမောင်လူမွေမဲမွေမဲကိဟူ၍အမိမဲ့ကထဲ့သွင်းရေးသားထားသည်ကိုတွေ့ရတတ်သည်။တိတ်ဘဝဝါကဇနီးနှင့်တာသမီများကို အလွန်ချစ်မြတ်နိုးရှာပါသည်။1942ခုနှစ်မတ်လတွင်တိတ်ဘဝဝါမန္တလေးမှရွှေဘိုသို့ပြောင်းရွှေ့ရသည်။မကြာမီရွှေဘိုမှာဘုံတံပြင်းထန်ခံစားရ၍ တိဗ္ဗံမောင်ဝ၏မိသားစုမှစစ်ဘေးစစ်ဒဏ်ကြားအတိဒုက္ခရောက်ခဲ့ကြရသည်တိဗ္ဗံမောင်ဝသည် ထိုစဉ်ကအင်္ဂလိပ်အစိုးရ၏အရာရှိတဦးဖြစ်သည် အင်္ဂလိပ်အရာရှိများကအိန္ဒိယသို့ထွက်ခွာသွားကြကာစင်မလာမြို့တွင်အစိုးရရုံးများပြန်လည်ဖွင့်လှစ်ခဲ့ကြသည်တိဗ္ဗံမောင်ဝသည်နောက်ဆုံးကြံရမင်းအဖြစ်ကပြည်ကြီးနာမတဆင့်အိန္ဒိယသို့သွားရန်စီစဉ်တော့သည် တို့ဖြင့်မိသားစုနှင့်တူမြကြီးနာတို့မိရထားစီ၍လိုက်ပါသွားခဲ့သည်ဖြစ်ချင်သောမိရထားတွဲကိုတက်ဆိုင်ရာကကံဘလူဘူတာတွင် တွဲဖြုတ်ထားခဲ့သည်ဤတွင်တိတ်ပံမောင်တို့မိသားစုမှကံဘလူတွင်တောင်းတင်နေတော့၏ထိုစဉ်ကကံဘလူတွင်တိတ်ပံမောင်မိသားစုသာမကကံဘလူနေပိုင်ဝင်တော့ဥပဒံတစ်တော့ရာရှိဥဆန်တို့လည်းရှိနေကြသည်အင်္ဂလိပ်ဆိုရ၏အရာရှိများစုပေါင်းကကံဘလူအရှိတ်ဆယ်မိုင်ကွာ ဂါရာရွာပေါ်တဲသို့တွားရောက်ခိုးလုံနေထိုင်ကြသည်စစ်ပြေးနေခြင်းဖြစ်သည်ဖြင့်နေမေက အေးချမ်းမှုမရှိပေထိုစဉ်တွင်တိတ်ပံမမတို့တွင်ရွှေငွေအမြောက်များပါလာကြသည့်အထင်ဖြင့်လူစိုးဓမြများကဝိုင်းဝန်းဓမြတိုက်ကြသည်ခေါင်းဆောင်ဖြစ်သူကဘိုးသက်ထွန်းဆိုသူဖြစ်သည်1942ခုနှစ်ဇွန်လ6ရက်မနက်9:00နာရီခန့်တွင်ဓမြများပူတဲကိုဝင်းရံကတနက်ဖြန်ပစ်ကြသည်နေပိုင်ဝင်တော့ဥပဒိုင်းဇနီးတနက်ထိမှန်တည်ဆုံးသွားသည်ဖြင့်အရာရှိများကတနက်များအောက်သို့ပြေးချကာလက်နက်ချကြသည် ဓမ္မများကဘူတဲ့ထက်သူတက်ကအရေးပိုင်နေပိုင်စသည့်အုပ်ချုပ်သူများတက်တော်ဘက်မှအရာရှိများကိုတီးကြစီခွဲရက်နေစေသည်ထို့နောက်တိတ်ဗံမဝါနှင့်ဥပါတန်တို့အောက်သို့ဆင်းစေလိုက်သည်ထိုစဉ်နေပိုင်ဝင်တော့ဥပါတန်ကိုနောက်ကျောမှတနက်ဖြန်ပြတ်တက်လိုက်သည်တိတ်ဗံမဝါသည်တားငယ်ကိုဆွဲ၍ပြေးမီပြူတွင်ဘူတဲ့ပေါ်မှဒေါခင်ခင်မြင့်အော်တန်ကြ၍ပြန်လှည့်လာလိုက်သည်ဤတွင်ဓမ္မတယောက်ကတနက်ဖြန်လှန့်ပြစ်သည်ဖြင့်ကြဆုံးသွားပါသည် တိတ်ဗံမောင်ဝါဤကားဒရိုက်ဘာကတမိငယ်ကိုပွဲ့ချီကဆင်းပြေးသည်ဤတွင်ဓမြတယောက်ကပြစ်တက်လိုက်ရာတမိငယ်မှာကံအားလျော်စွာလွတ်မြောက်သွားပြီးဒရိုက်ဘာမှမူတေဆုံးသွား၏ဤသို့ဖြင့်တိတ်ဗံမောင်ဝါအမိကန်နေပိုင်ဝရဥစိန်တဲမှာ1942ခုဇွန်လ6ရက်မနက်စောစောတွင်ကွယ်လွန်သွားခဲ့သည်ဓမြများကလည်းပြစ်စည်းများကိုလှည့်ပြင်တင်ကထွက်ခွာသွားကြသည် တိတ်ဗမာဝသည်မကွယ်လွန်မီ1942ခုဇွန်လ9ရက်နေ့ကနောက်ဆုံးဒိုင်ယာရီကိုရေးသားသွားခဲ့သည်ဂျင်းဒိုင်ယာရီစာမျက်နှာတွင်လွန်ခဲ့သည့်ရှင်းနှစ်ခန့်အခါကဘေးရင်ကြွန့်ကျင်သောမိတ်ဆွေတို့ကယခုနှစ်မွေးနေ့မတိုင်မီတွင်တေလောက်သောဘေးနှင့်တွေ့ပေလိမ့်မည်ဟုဟောဘူး၏ထိုအခါကထိုမိတ်ဆွေဟောပြောချက်ကိုမယုံကြည်ခဲ့ပေ။နောက်တွင်လည်းအမှုမထားခဲ့ပေ။ ယခုနှစ်တွင်ဘေးဒုက္ခအပေါင်းတို့နှင့်တွေ့ကြုံသောအခါကြမှာထိုးမိတ်ဆွေ၏ဟောပြောချက်များကိုသတိရမိပေ၏ဘေးနှင်းကမှန်သောကြောင့်ပဲလောထန်းသည့်ကြွေကိုက်ကြီးနားကိုက်ဖြစ်သောကြောင့်ပဲလောမပြောတတ်ဤနှစ်တွင်ဒုက္ခအမျိုးမျိုးနှင့်ကြုံတွေ့ကြရသည်ကမှန်ပေ၏ယင်းနေ့ကမွေးနေ့ဖြစ်၏၎င်းကြော်လင်းမွေးနေ့လွန်တော့မီမိတ်ဆွေဘေးနှင်းဆရာဟောပြောချက်ရဆိုလျင်ဘေးအပေါင်းတို့မှလွတ်ကဲရတော့မီအီကြောင်းများကိုတွေးမိသောကြောင့်ဝမ်းမြောက်မိတော်သည်ဟုရေးသားသွားခဲ့သည် ။သိပ္ပံမောင်ဝါ၏နောက်ဆုံးဒါရီစာမျက်နှာက အကြောင်းတိုက်ဆိုင်လွန်လာပြီသည်။ဒီဗီဒီယိုလေးကိုစုံနေကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့ရဲ့ Kunda Garden Channel လေးကိုလည်း Like and Subscribe လေးလုပ်ပေးကြပါဦးရှင်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်။